မင်္ဂလာပါရှင် အမတ်တထောင်31တရင် PNDF ရဲ့ဒဏ်ရာတက်စိတ်မှုတူအကြဆုံးခဲ့တဲ့တရင်ကိုတင်ဆက်ပေးချင်ပါတယ်ရှင်အမျိုးတိုင်းငြူရဲ့အဆိုအရ NUG ကာကွယ်ရေးဝန်ကြီးဌာန MOD အမတ်တထောင်31ပို့အမျိုးသားကာကွယ်ရေးတပ် PNDF ရဲ့ဒဏ်ရာရဲဘော်တူအကြဆုံးခဲ့တယ်လို့ PNDF ကထုတ်ပြန်ထားပါတယ် အမတ်1031တည်ရင် PNDF မှာသက်စိတ်မှုတာဝန်ထမ်းဆောင်နေတဲ့ရဲဘော်ပြဖြူအောင်ခေါ်ဒီမွန်ကပြီးခဲ့တဲ့ဇွန်လ29ရက်နေ့မှာကြာဆုံးသွားတယ်လို့ဖော်ပြထားပါတယ်။အဆိုပါရဲဘော်ကပြီးခဲ့တဲ့ဇွန်လ9ရက်နေ့ကရှစ်တန်းတိုက်ပွဲတနေရာမှာလက်နေကြီးထိမှန်မှုကြောင့်ဒဏ်ရရှိလာပြီးတော့ဆေးရုံမှာဆေးကုတမှုခံယူရင်းကြာဆုံးခဲ့ရကြောင်းလည်းဆိုထားပါတယ်။ ရဲဘော်ပြည့်ဖြိုးအောင်ခေါ်ဒီမိုရဲ့စာပနာအခမ်းအနားကိုစွန်လ30ရက်နေ့မှာပြုလုပ်ခဲ့ပြီးတော့မိသားစုနဲ့ထတ်တူဝန်ထဲရအောင်ဖော်ပြထားပါတယ်2025ခုနှစ်စွန်လအတွင်းဂရနီပြည်နယ်နဲ့ကယန်းဒေတာတိုက်ပွဲများမှာတော်လန်ရဲဘော်52ဦးကြာဆုံးခဲ့ရပြီးတော့ စကောင်စီဖက်က68ဦးတေဆုံးခဲ့ကြောင်းတိုးတက်သောဂရနီပြည်သူအင်အားစု PKPF ကပြုစုထားတဲ့စီရင်များအရာသိရှိရပါတယ်ရှင်။